ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ NMD Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ Prolog ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပါဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာနောင်ယိုးစီရေးသားထားတဲ့အယူသူတော်ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ မြင်အပ်မမြင်အပ်ထူနေရဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နားမစင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notify bell လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။မနက်လေးနာနဲ့ပြတောင်ရွာရဲ့ဘုံကြီးကျောင်းစီမှာကျောင်းသစ်ဆောင်နေတဲ့အလုပ်သမားတွေရဲ့အတန်ပလန်တွေကစုညံလို့နေရဲ့ အဲ့ရဲ့ပြတောင်ကျောင်းကိုကျောင်းထိုင်နေသူကတော့ဆရာတော်ဦးကိုဝိတာပဲဖြစ်တဲ့ကျောင်းစီကရခင်ကျောင်းဆောင်အဟောင်းကအိုမင်းလွန်းလာပါပြီပြန်လဲပြုပြင်မိုးမှန်ခဲ့တာကလည်းအချိန်ချင်းအခုတော့ပြုပြင်ရုံနဲ့လုံလောက်တဲ့အခြေအနေမဟုတ်ဘူးဖြိုချပြီးတော့အစ်စ်ပြန်ဆောက်ဖို့ကြပြန်တော့လေအရှိရနောင်တော်ရရဲ့အမွေအနှစ်ကျောင်းအိုကြီးဟာဖြိုချဖြစ်ဖို့အတွက်နှမျောစရာအတီးပါဒါကြောင့်လည်းအရှင်ကောဝိတာကနယ်လက်အလူခံနေကိုယ်တိုင်ရရှိတဲ့အလူငွေတွေကိုလည်းချစ်ကုတ်စုဆောင်နေတယ် ၃နှစ်အပြည့်မှာကျောင်းဆောင်သစ်စောင့်နိုင်ရမယ်လို့ရည်မှန်းထားတယ်။အရှင်ကုန်းဝီကျောင်းရဲ့အာတုံခွန်ဆိုင်ကျိုးပန်းမှုကြောင့်တနှစ်ပြည့်တဲ့အချိန်မှာလိုအပ်တဲ့ငွေပမာဏရဲ့တဝက်ကိုရတယ်။အဲဒီအချိန်နဲ့တပြိုင်နက်ထဲမှာပဲမျိုးစီရနေအလူရှင်တယောက်ကိုရရှိလာပြန်တယ်။အလူရှင်ကလိုအပ်နေတဲ့ငွေတဝက်ကိုဖြည့်ဆွတ်ပေးရဲ့။အဲဒီကနေပဲရည်မှန်းထားတဲ့အချိန်၃နှစ်မပြည့်ခင်တနှစ်အကျော်လေးမှာပဲကျောင်းဆောင်သစ်စောင့်လုပ်ဖို့ကဖြစ်လာခဲ့တော့တယ်။ အရှင်ကောင်းဝိတဟာလက်သမားဆရာအတွက်ကိုလည်းပူပန်ဖို့မလိုခဲ့ပါဘူးအလူရှင်ဟာသူ့တိတဲကဥကြုံဝေးဆိုတဲ့လက်သမားကောင်းကိုငားရမ်းပေးခဲ့တာအခုဆိုရင်ဥငွေကျော်ဟာသူ့ရဲ့အဖွဲ့သား9ယောက်နဲ့အတူတူမြို့ဝနေပြတောင်ထိရောက်ရှိလာပြီးတော့ကျောင်းစီမှာပဲနေထိုင်တာကျောင်းဆောင်တစ်ကိုနေကောင်းရက်သားရွေးပြီးတော့ဆောက်လုပ်ခဲ့တာဟာဒီနေ့နဲ့ဆိုရင်9ရက်တင်းတင်းပြည့်ခဲ့ပြီပဲဖြစ်တယ်လိုအပ်တဲ့တိရှာဖွေမှုကိုတော့ရွာကန်ဖြစ်ပြီးတော့ ဖုန်ကြီးရဲ့တူလေးဖြစ်တဲ့မောင်ရင့်ကိုအရှာခိုင်းထားဖြစ်တယ်။အခုမနက်မှာတော့မောင်ရင်တရားကိုစပိန်နဲ့ရောက်လာခဲ့ပြီးတော့တိကိစ္ဆာကိုပြောလာတယ်။ဒီချိန်ဥငွေကျော်တို့ဖွဲ့ကအလုံးအလောက်ရှာထားပြီးဖြစ်တဲ့တိုင်တွေကိုထူရင်းမှတ်ရင်းနဲ့ရှိနေကြတယ်။ဦးလေးအရှိရွာမှာတော့တစ်ရှိတယ်လို့ပြောတယ်။ကျုပ်တို့လိုချင်သလောက်ရမယ်တဲ့။ဟေးဟုတ်လား။ဘာတစ်တွေလဲ။ကျိုးနေပြင်းကတူတွေပတောက်တွေအစုံရမယ်တဲ့။ လိုရာကတော့ရက်မတွေဒိုင်းနေအတွက်ရဲ့အကာရင် အခင်းရဲ့ဆိုတော့သူတို့စီကဘာရနိုင်မလဲအမျိုးအစားအစုံရှိရဲ့တဲ့ဦးလေးလိုချင်တာပြောလေလိုတလောက်ရမယ်တဲ့ဟေးဟုတ်လားဒါဖြင့်ဟန်ကြတာပေါ့ကျိုးနဲ့ပြင်းကတိုးကိုမျှပြီးတော့ယူမယ်ကွာလိုအပ်တဲ့အနေထားကိုငါစရင်ရေးပေးလိုက်မယ်ဒီနေ့တော့ရနိုင်မယ်မဟုတ်လားကျောင်းဆောင်အတွက်ကဒီမနက်တင်တိုင်ထူတာကပြီးနိုင်ပြီမို့လို့ဇန်နာရီဆက်လုပ်ဖို့အတွက်ဥငွေကျော်ကလော်စော်လိုက်တယ်။မောင်ရင်ကခေါင်းကိုညှိနှိုက်ပြီးတော့ ရနိုင်တယ်ဦးလေးအေးကွာဒါဆိုရင်လည်းလာဖို့ခိုင်းလိုက်တော့ဟာအဲ့လိုတော့သူတို့ကလာမှာမဟုတ်ဘူးဗျသူတို့မှတဲဖို့လဲမရှိဘူးဦးလေးရဲ့ဒီကနေကျုပ်တို့သွားတဲရမှာပြီးတော့ကျုပ်အနေနဲ့ပြောရရင်ကျုပ်ကိုစည်ရင်းရေးပေးတာတက်ဦးလေးကိုယ်တိုင်လိုက်ပြီးတော့ရွေးစေခြင်းမိတယ်ဟေးငါဘာလိုက်ရမှာလားအင်းပေါ့ဦးလေးလိုက်မှဖြစ်မှာလေကျုပ်ပါသားဆိုရင်လက်ဟာမလားလို့ပါအင်းလေငါလိုက်ကြည့်ရပေါ့ဒါနဲ့သွားရမှာဝေးလား ဝေးဘူးဦးလေးရဲ့စပိန်နဲ့ဆိုရင်နိုင်ဝက်လောက်ပဲနင်းရမှာ။ဩအေးအေးဒါဖြစ်ရင်ငါဆရာတော်ကိုသွားလျှောက်ပြီးတော့သွားကြတာပေါ့။ဟုတ်ကဲ့ဦးလေး။ဦးငွေကျော်ကဆရာတော်စီကိုသွားလျှောက်တယ်။ပြီးတော့မောင်ရင်နဲ့အတူတူသစ္ဆက်ရှိရာစီကိုသွားဖို့အတွက်အဝိဇ္ဇာလဲလိုက်တယ်။ဆရာကျော်ခေါ်တန်ကြောင့်ဥဝေကျော်ကြည့်မိရောတိုင်ထူနေတဲ့အထက်ကငတော့ရေပါအေးငတော့ဘာဖြစ်လို့လဲတောင်ဘက်စွန်းတိုင်ကတရက်ပင်မလွတ်လို့တဲ့ဩဟိုပင်လေးလားဟုတ်တယ်ဆရာကျော် တောင်ဝက်စုံးသားကတစ်ပင်လေးဟာပေါင်လုံးတသားလောက်ပဲရှိရာဆောင်းမဲနေရာနဲ့မလွတ်မကျွတ်ကြီးမဟုတ်ပေမဲ့တိတ်ပြီးတော့မလန်းတဲ့နေရာမှာပေါင်နေရာခုံးမဲဆိုတော့ဆရာတော်ကဒီပင်လေးကမျိုးကောင်းတဲ့တည့်ရပင်လေးလို့ပြောပြထားဘူးရဲ့ဒါကြောင့်လေတိုင်ကျင်းနေတူတော့ကခုံလဲမဲ့အစီစဉ်အစားခြိုင်ထားရုံလောက်ပဲလုပ်ခဲ့ကြတာအေးအဲ့ဒီအပင်ကိုငါထင်တော့ထင်မိတာကွာမျိုးကောင်းနေဆိုတော့လေမခုတ်ရက်ဘူးခြိုင်ုံနဲ့လွတ်လို့လွတ်ညာလှုပ်ထားမိတာ မလုပ်ဘူးစရာကြော်ရီလဲကိုလဲမရမယ်အေးကွာလဲမယ်ဆိုတော့လေလဲရမှာပေါ့စရာတော်တော့အကျိုးအကြောင်းစီလျောင်းတွားလျှောက်ရလိမ့်မယ်စရာတော်တိမ်ဖက်အချမ်းမှရှိရယ်မင်းတွားလျှောက်လိုက်ဟင်စရာကျော်ကတွားမလျှောက်ပေးဘူးလားအေးငါအခုပဲစရာတော်စီကနေတစ်တွားကြည့်မယ်ဆိုပြီးတော့မှလျှောက်ပြီးပြန်လာတာလေအခုပဲတွားတော့မလို့ဟုတ်လားဒါဖြင့်လေကျုပ်ပဲတွားလိုက်တော့မယ်အေးအေးတေချာလေးလဲလျှောက်အောင်နော်ဟုတ်ကဲ့စရာကျော် ငတော့ကပြောပြီးတော့မှတိမ်ရှိရာဘက်ကိုလှမ်းထွက်သွားတယ်။ဥွေကျော်ကတော့ငတော့ထွက်သွားတာကိုတစ်ချက်ကြည့်ပြီးတော့အဝိကိုအပီးတက်လဲလေလိုက်တယ်။နောက်တော့တိကျိဖို့ရာအတွက်မောင်ရင်ရဲ့စပိန်နဲ့တစ်ဖက်ရွာကိုထွက်သွားလေတော့တယ်။ငတော့ကတရက်ပင်ကိစ္စကိုဆီယာရော့စီကိုရှောက်တင်ဖို့အတွက်သူ့ရဲ့ဆီယာစီခိုင်းရာအတိုင်းတိမ်ဘက်ကိုလာခဲ့လိုက်တယ်။ငတော့တိမ်စီကိုရောက်တော့ဆီယာရော့ကိုမတွေ့ရအောင်။ကျောင်းစီမှာဦးစင်းရည်လို့တပားတည်းရှိတဲ့ဦးစင်းတန်ဝရနဲ့ ကိုရင်တရမျက်နှုတ်တန့်ရှင်းရေးလုပ်နေတာကိုပဲတွေ့ရတယ်။တကားကြီးဘာလို့လို့တော့ကွငါတော့တွေ့တော့အရှင်တန်ဝရကစီးကျူပြီးတော့မေးလာပါတယ်။ဆရာတော်စီကိုလာတာပါဦးစင်။အော်အော်ဆရာတော်ကအခုပဲလေမြောက်ရွာကျောင်းဆရာတော်နေမကောင်းဖြစ်လို့လာပင့်လို့အရေးတကြီးနဲ့ကြွသွားတယ်ကွ။အော်ဟုတ်လားဖေ။ငါတော့ကခေါင်းကုပ်ပြီးတော့ဖြေးလိုက်တယ်။ဒါကိုကြည့်ပြီးတော့ဦးစင်တန်ဝရကဘာဖြစ်လို့တော့တကားကြီးရဲ့ဘာများလိုအပ်လို့တော့ဆရာတော်ကလည်းမရှိဘူး။ ။တကာကြီးငွေကြော်ကလည်းတစ်ကြည့်လိုက်သွားတယ်လို့ပြောတယ်။ဒီတော့လိုအပ်တာရှိရင်ဦးစင်ကိုပြောကြည့်လေ။တင်မဦးစင်ဟိုတပည့်တော်တို့ကြောင်းတိုင်ထူနေတာ။အဲ့ဒါတောင်ဘက်စွန်းတရက်ပင်ကမလွတ်လို့တိုင်ထူတာကလည်းအဲ့ဒီတနေရာပြီးရင်ပြီးပြီလေ။ဟုတ်လား။တောင်ဘက်စွန်းကဆိုတော့ဟိုမိုးလုံးမိုင်းပင်လေးတင်နေ။အရင်အဲ့ရဲ့ပင်ကိုမလဲလို့လို့ခြိုင်ချထားသေးရဲ့မဟုတ်လားတင်မခြိုင်ချထားသေးပါရဲ့ဗျာ ဒါပေမဲ့အခုတိုင်ထူတော့ဘလို့မှမလွတ်ဘူးဗျာခုံလဲမှရတော့မှအားကြောင့်ဆရာတော်ကိုလာလျှောက်တာอืมနှမျောတော့နှမျောเสียပဲအဲ့ဒီမိုးလုံးပိုင်းတရက်မျိုးဆိုတာရှားတော့ရှားတာတကယ်ကိုရှားတာဒါပေမဲ့လည်းမလွတ်ဘူးဆိုတော့ဘာတတ်နိုင်မှာတော့တခါကြီးရဲ့လဲရမယ်ဆိုရင်လည်းလှဲလိုက်တော့ဆရာတော်ပြန်ရောက်ရင်ဦးစင်အကျိုးအကြောင်းပြောပြီးတော့မှရှောက်တင်လိုက်မယ်တင်မဗျာဒါဆိုရင်တပည့်တော်လဲလိုက်ပါမယ်ဗျာငတော့ကတိမ်ဘက်ကနေចောင်းဆောင်နေရာစီကိုပြန်ထွက်လာလိုက်တယ် ဒီအစီကိုပြန်ရောက်တော့အားလုံးစုစည်းပြီးတော့တရက်ပင်ကိုလွှားနဲ့တိုက်ပြီးတော့လဲကြပါတော့တယ်။တရက်ပင်လဲပြီးတော့သုံးရက်အကြာငတော်တယောက်အပေါ်တက်ကဒိုင်းနေကိုရိုက်ရင်းနဲ့ရုတ်တရက်ကြီးခြေလွတ်လပ်လို့ပြုတ်ကျသွားတယ်။အောက်ကိုအကြမသားတာမို့လူကလူလိမ့်အော်ဟစ်လို့နေရင်ဦးငွေကျော်တို့ကလည်းချက်ချင်းကိုပဲငတော်ကိုစေးုံစီကိုပို့ကြတယ်။စေးုံကိုအရောက်မြန်ပြီးတော့ငတော်ကန်ကောင်းနေခေါင်းကိုခိုက်မိပြီးတော့ညှက်ရိုးလဲကျိုးခဲ့ပေမဲ့အသက်အန္တရာယ်ရှိလောက်အောင်တော့မဖြစ်ခဲ့ပါဘူး။ ငတော့ကိုလှုပ်ဆရာရှိရာတွေလှုပ်ပေးခဲ့ပြီးတော့စီးုံတင်ထားခဲ့ကဥငွေကျော်တို့ပြတောင်ရွာကိုပြန်ခဲ့လိုက်ကြရင်ရွာကိုရောက်တော့မိုးချုံနေပါပြီအလုတ်ထဲမှာမတော်တဆဖြစ်တာမို့လို့ကျန်တဲ့သူတွေလှုပ်ထားတဲ့အလုတ်ကဒီနေ့အတွက်တော့တွင်ချိန်မှာမဟုတ်ဘူးဆိုတာဥငွေကျော်သိတယ်။ဒါကြောင့်အလုတ်ထဲကိုတော့မသွားစစ်တော့ဘဲနဲ့ပြန်ရောက်တာနဲ့ဆရာတော်စီကိုအကျိုးချောင်းရှောက်တင်ပြီးတော့အိယာစီမှာပဲဝင်အိတ်လိုက်တယ်။စေရောလူပါပင်မန်းလွန်းသွားတာဆိုတော့ဘယ်ကနေဘလို့အိတ်ပြော်သွားမိရဲ့မသိဘူး။ အိမ်မက်ထဲမှာသူယူတယောက်တရားထိုင်နေတာကို မြင်မှတ်မိရဲ့အိယာကနေနိုးလာတော့မနဲ့အာယုံကျင်းနေပြီအကျင့်ဖြစ်နေတဲ့မျက်လုံးတွေကပြန်အိပ်လို့မရတော့အဲ့ဒါကြောင့်မျက်နှာထပ်တက်ပြီးတော့ပဒီးကိုယူကအိယာထဲမှာပဲဖျားရှိခိုးပြီးတော့ပဒီးထိုင်စိတ်နေလိုက်တယ်ပဒီးစိတ်ရင်းနဲ့စိတ်အာယုံကအိမ်မက်ထဲကသူယူရဲ့အသွင်ပြင်ကို ဖြတ်ခနဲဖြတ်ခနဲမြင်နေမိတာရီမတ်ထားတဲ့ပဒီးပိတ်ရီကိုရောက်တော့ပဒီးဖြုတ်ပြီးတော့အမြတမ်းပေးဝေလိုက်တယ်အားလုံးပြီးစီးတော့မိုးကဝေလီဝေလင်းအချင်း ကျန်တဲ့သူတွေကိုကြည့်ရောမနှိုးသေးပါဘူးအဲအကြောင်းဦးငွေကျော်တယောက်ထည့်မနေ့ကမစစ်ဆေးလိုက်ရတဲ့အလုပ်ကိုစစ်ဆေးရင်းနဲ့ဒီနေ့အတွက်ဘာဆက်လုပ်ရမလဲဆိုတာကိုကြည့်ဖို့အတွက်ထွက်လာခဲ့လိုက်တယ်။ကျောင်းသစ်စောင့်နေတဲ့နေရာစီကိုရောက်တော့တောင်ဘက်ဆုံးကတိုင်အောက်စီကခလေးလေးတွေလိုမျိုးဖြူတူတူအရာလေးသုံးခုကိုဟိုပြေးဒီပြေးလှုပ်နေတာရိတ်ခနဲလှမ်းတွေ့လိုက်တယ်။ဒါပေမဲ့လေချက်ချင်းဆိုသလိုဘာရဲလို့မသေးခွဲသေးခင်မှာပဲအဲ့ဒီရဲ့ယာရီယာပြုံးကနေပျောက်သွားတာအဖြစ်အပျက်ကအလေမြန်ပဲ ဒီလိုအလင်းမြန်ဖြစ်သွားတာဆိုတော့ဥဝေကျော်တယောက်သူစိတ်ထင်မိတာများလားဆိုပြီးဇဝေဇဝါဖြစ်သွားရတယ်။တေးကြောင်ဆိုပြီးအနာသွားကြည့်မိတည်းဘာမှထူးထူးခြားခြားမတွေ့ရပါဘူး။ဒီတော့စိတ်ထင်တာလို့ပဲတတ်မှတ်မိလိုက်တယ်။အလုံးနေရာစီကိုဥကွေကျော်လိုက်လံပြီးတော့ကြည့်ရဲ့။တခဏကြည့်ပြီးတော့ပြန်ထွက်ခဲ့တယ်။တော်တော်လေးလလန်းစီကိုရောက်တော့အမတ်တမဲ့ပဲအနောက်စီကိုကြည့်လိုက်တယ်။ဟင်ဟိုဟာလေးဒီဥဝေကျော်ကအံအားသင့်ပြီးတော့ရေရွတ်လိုက်တယ်။ တောင်ဘက်စွန်းကတိုင်ချေနားစီမှာအခုနောက်ကသူတွေ့လိုက်တဲ့ဖြူဖြူအလုံးလေးသုံးလုံးကဟိုဒီပြေးလွှတ်ဆော့ကစားနေပြန်နေဥငွေကျော်ကလည်းဗာလေးလေးဆိုပြီးတော့စိတ်ဝင်တစားနဲ့ကြည်နေမိရဲ့အဲ့လိုကြည်နေရင်တိတ်မကြောက်ဘူးထင်ပါတယ်အရှိရက်ကနေရောင်ကြီးနှုတ်ထွေးထွေးကလောကစီကိုစိုက်ဖြာဆင်းသက်လို့လိုက်ဒီခါမှာတော့ဥငွေကျော်ကြည်နေမိတဲ့အလုံးလေးသုံးလုံးဟာအနည်းရတစ်တွေပုံထားတဲ့အပုံကြားကိုတိုးဝင်ပြောက်ွယ်သွားတော့တယ် ဥဝေကျော်ကလည်းအံ့အားတသင့်ဖြစ်မိယုံမှတပါတခြားဘာမှရှိမှာမဟုတ်တော့ပါဘူးမနက်ခင်းစွန့်ခံကြွနေကြချင်းဥဝေကျော်တို့လုပ်ငန်းခွင်စီကိုပြန်ဝင်ကြတယ်ငါတို့တယောက်ရော့ပါသွားတော့ခုနှစ်ယောက်ကြံပြီးတော့တယောက်ရော့သွားတဲ့လူအင်အားအတွက်ဥဝေကျော်ကိုယ်တိုင်အလုပ်ဝင်လုပ်နေတယ်တကားကြီးအပေါ်တက်ပြီးတော့ရက်မတွေကိုလက်ဆက်သက်ရိုက်နေတဲ့ဥဝေကျော်ခေါ်တန်းကြောင့်အောက်ကိုကြည့်မိလိုက်တော့ဆရာတော်ခေါ်နေတာကိုတွေ့လိုက်ရတယ်မိန်ကြပါဖျားဖုန်းကြီးကိုတခုကူညီစမ်းပါ တင်မဖေကဗာများကူညီရပါမလဲမောင်ဦးစင်းခေါင်းကိုက်နေတာမထူနိုင်လောက်အောင်ပဲတဲ့အဲ့ဒါဆရာသွားပင့်ခိုင်းမှုအတွက်မောင်ចောင်းသားတွေကိုရင်တွေကလည်းဆုံးခံကြနေကြတယ်မောင်ရင်ကလည်းရောက်မလာသေးဘူးတကယ်လို့အဆင်ပြေမဲဆိုရင်ဒဂါကြီးဆရာတယောက်လောက်အတွက်ဆရာအပင့်ခိုင်းကျင်လို့ပါဩရပါတယ်ဖေဟာတပည့်တော်အပင်ခိုင်းလိုက်ပါမယ်အေးအေးကူညီကြပါဦးကွယ်တင်မဖေဟာ ဆရာတော်ကပြန်ကြွသွားပါတယ်။ဥမေကျော်ကလည်းသူ့ရဲ့အလုပ်သမားတွေထဲကငအေးဆိုတဲ့တယောက်ကိုဆရာအပြင့်စေလိုက်တယ်။ငအေးကလူပြူလူလို့ဆိုတော့ရွာထဲကိုချင်းခတ်ပါခတ်သွားရင်းနဲ့တတော်လေးနှံ့နှံ့ဆက်ဆက်သွားတက်နေပြီ။ငအေးသွားတော့ဥမေကျော်နဲ့ကျန်တဲ့သူတွေကအလုပ်ကိုဆက်လုပ်ကြတယ်။အလုပ်လုပ်ရင်တပြေးပြေးနဲ့အချိန်ရဆုံးခံဝင်ချိန်ကိုတောင်ရောက်လာခဲ့ပြီ။ဆုံးခံကြတဲ့ကိုရင်နေတော်မှအရှူရှူပြန်ရောက်လာကြပြီ။ဒီချိန်ထိဆရာသွားပေးတဲ့သူငအေးကတော့ပြန်ရောက်မလာသေးဘူး။ ဟိုကောင်လေးကိုဆရာအပိတ်ခိုင်းလိုက်တာအခုထိရောက်မလာသေးပါလားဟုတ်သားပဲဒီကောင်ဘင်းနဲ့တဝေထိုးနေပြန်ပါလေဒီငအေးကောင်ဟာကိုရရောင်းတဲ့ခလေးမကိုသဘောကျနေတာဆိုတော့အဲ့ဒီဆိုင်ုံများရောက်နေရော့သလားဥွေကျော်ဟာရေရွတ်လိုက်တာကိုဂျန်တဲ့အလုပ်သမားတွေကမှတ်ချက်ပြုကြတယ်ဥွေကျော်ဟာသူတို့တွေရင်ငန်နေကြပြီလားအတိအကျပြောရတာခက်ပေမဲ့အလားလာတော့ကောင်းနေရဲ့ချင်းနေဒါဖြစ်ရင်တော့ចောင်းပြရနဲ့မင်္ဂလာပွဲလုပ်ပေးရတော့မယ်နဲ့တူတယ် ဦးဝေကျော်ရဲ့မှတ်ချက်ပါဒီနောက်တော့ငအေးနဲ့ပတ်သက်တဲ့အလာပါတလာပါအမတ်တညာစကားတွေကိုပြောကြပြန်နေဦးလေးဆရာတော်ကြွလာပြန်နေစကားတွေကောင်းနေတာမို့ဦးဝေကျော်ဟာဆရာတော်ကြွလာတာကိုတော့ဂယုမထားမိဘူးဖြစ်သွားတယ်ပြောလို့ကြည့်မိတော့ဆရာတော်ကသူ့ရဲ့ကြောင်းအောင်နေရာစီကိုရောက်တောင်းရောက်နေပြီတကကြီးဆရာအပင့်ခိုင်းတဲ့သူမလာသေးဘူးလားမရောက်သေးဘူးဖျားကြာနေလို့တပည့်တော်တို့တော့အခုပဲပြောနေကြတာ အင်းကွယ်ဟိုမဲမောင်ဦးစင်းရလဲခေါင်းကြိုက်တာမခံနိုင်တော့လို့လူးလိမ့်နေပြီတင်မဖေဟာတပည့်တော်နောက်တယောက်ကိုလိုက်ခိုင်းလိုက်ပါမယ်အေးလောက်ပါအောင်ကွယ်ဦးဝေကျော်ကနောက်တယောက်ကိုထပ်ပြီးတော့လှုပ်လိုက်တယ်ပြီးတော့သူကိုယ်တိုင်လည်းအပေါ်ကနေဆင်းခဲ့ပြီးတော့ဦးစင်းတန်ဝရစီကိုအကဲကြည့်ဖို့အတွက်ဆရာတော်နဲ့အတူတူလိုက်ခဲ့လိုက်တယ်ကျောင်းပေါ်ကဦးစင်းတန်ဝရရှိရာနေရာစီကိုရောက်တဲ့အခါမှာအတွင်းကညင်းညူလူးလိမ့်တန်ကိုကြားရတယ်ကိုရင်လေးတွေရဲ့အတန်ကိုလည်းကြားရတယ် ဝေကြီးဝင့်ငယ်ပြုစုနေတာပဲဖြစ်မယ်။ကဲကြည်ကြည်စမ်းမအောင်တကာကြီးတင်မဖရာအတွင်းကိုဝင်းကြည့်လိုက်ပါတယ်။ဦးစင်းတန်ဝရာတင်ငန်းတော်မကတ်နိုင်ပဲလက်နှစ်ဖက်နဲ့ခေါင်းကိုအုပ်ကင်ပြီးတော့ကတင်ပေါ်ကနေလူးလိမ့်လို့ရှိနေတယ်။ဦးစင်းလေအေးဘာတူလဲတပည့်တော်အလौတမားကောင်းပါအေးစီစီအောင်တော့ပင့်ခိုင်းထားပါရဲ့မကြခင်ရောက်လာပါတော့မယ်အေးမြ мян သာရောက်စီကျင်ပါပြီ ခေါင်းကိုက်နေတာကိုမခံနိုင်တော့ဘူး။ဦးစင်းလေးနေရထိုင်ရတတ်တော့တပည့်တော်ဇက်ကြောဆွဲပြီးပါမယ်။လှုပ်ဆမ်းမောင်တကာကြီးရဲ့လှုပ်ဆမ်းမောင်ဦးစင်းတံဝရကခေါင်းကိုက်လုံးနာကိုမခံစားနိုင်တာမို့မျက်ရည်တွေတောင်ရှည်ဝိုင်းလိုနေခဲ့ပြီးထားထူပေးလိုက်တော့လေထိုင်လာတယ်။ဦးဝေကျော်ကလည်းကိုရင်လေးစီကနေပယုတ်စီကိုယူကလက်ကိုပုတ်ပြီးတော့ဦးစင်းတံဝရကိုဇက်ကြောဆွဲပြီးလိုက်တယ်။အဲ့ဒီနေရာကြီးကအရန်ကိုတင်းနေတာတကာကြီးရဲ့ ။ဦးစင်းလီယသူ့ရဲ့ဇက်ကြောတနေရာကိုလက်ထောက်ပြီးတော့ပြောတယ်။ဦးငွေကျော်ကအဲ့နေရာကိုနှိပ်ပေးလိုက်တယ်။စီးစရာရောက်ပါပြီ။အတန်နဲ့အတူတူငအေးတို့ပြန်ရောက်လာကြတယ်။စီးစရာဆိုတဲ့သူကြီးကစေးအိတ်ကိုယူကာငအေးတို့ကိုတိုးပြီးတော့အရှိစီကိုရောက်လာတယ်။ဦးငွေကျော်ကလည်းနေရာကနေဖယ်ပေးလိုက်တယ်။စီးစရာကြီးကဦးစင်းလီကိုစမ်းသက်တယ်။ဝမ်းအောင်မှန်ရဲ့လားဦးစင်း။မှန်ပါတယ်စီးလဲမမှန်သွားတယ်အခုကခေါင်းကြီးကမခံမရက်နိုင်လောက်အောင်ကြိုက်နေတာတခုပဲ စီးစရာကြီးကထပ်ပြီးတော့စမ်းသက်တယ်။အတန်ကြကြာစမ်းသက်ပြီးတော့စီးမိုင်းတိုက်ပြီးမယ်ဦးစင်ရဲ့ချွေးငုံလိုဖြစ်တာဖြစ်မယ်။အေးမိဖို့ငယ်တခုကိုဖိုးစီပြီးတော့စီးမုံနေဖြူကစောင်းချုံပြီးတော့စီးမိုင်းတိုက်ပြီးတော့ခြူစီရဲ့စီးရင်နဲ့တွေကအခန်းထဲမှာကြိုင်လိုက်နေတယ်။ဦးစင်တံဝရစီကစီးမိုင်းရှူရင်းညီးထွားတန်တချို့ထွက်ပေါ်နေရဲ့ဦးငွေကျော်တို့ကလည်းအလုတ်စီကိုမပြန်သေးပဲနဲ့ကြည်နေမိကြတယ်။ဒီခိုက်မှာဟာပြုတ်ကြပြီဟဲ့အမလေး လို့လို့ကြပါဦးကျောင်းသင်ဆောက်တဲ့နေရာစီကနေစူးစူးညံ့ညံ့ဟစ်အော်တန်လေးဦးမေကျော်တို့ကလည်းချက်ချင်းပဲအပြေးကြည့်ကြတယ်ဟာလောက်ဝင်အလौတမအဖွဲတဲကလောက်ဝင်ဆိုတဲ့တယောက်မြေပြင်တစ်ပုံနေကြမှာခွေခွေလေးအခုနောက်ဦးဝေကျော်နဲ့အတူတူလှောင်ဝင်းကအပေါ်မှာဒိုင်းရိုက်ရှောက်တန်းပြေးနေတာရဲ့လှောင်ဝင်းကို ဝိုင်းဝန်းပြီးတော့မှပြေးထူကြတယ်။ဘလို့ဖြစ်တာလဲမပြောတတ်ဘူးအလုံးလုံးနေရနေပြုံးဆိုပြီးတော့လဲပြီးတော့ပြုတ်ကျသွားတာပဲ။ ဟာဖြစ်ရလေကွာတယောက်ကမျိုးစည်းုံစီမှာမနေ့ရက်မှ တင်ထားတာဒီနေ့နောက်ထပ်တယောက်ကထပ်ဖြစ်ပြန်ပြီဒီအတွက်ဥငွေကြောင့်အသက်ပြင်းချပြီးတော့ခတူးတူးညင်ညူမိရဲ့အရှိရာဖြစ်တဲ့ငတော့ကတော့မိသားစုနေတဲ့သူဆိုတော့ကိစ္စမရှိပေမဲ့အခုဖြစ်တဲ့လှဝင်ရတော့မိသားစုများတယ်စုစုပေါင်း၉ယောက်လောက်ရှိလိမ့်မယ်ပြီးတော့စားဝတ်နေရေးကလည်းတိတ်ပြီးတော့အဆင်မပြေဘူးဆိုတာကိုသိထားတော့တကယ့်ကိုရင်လေးစရာပါ ဒီရဲ့ဖြစ်စဉ်တွေကိုအလူရှင်တထေးစီရောအတိပေးပြီးတော့ပြောပြရအောင်မယ်ဆိုပြီးတော့ဥငေကျော်တွေးမိရဲ့တစ်ဖက်က ပြန်ကြည့်ပြန်တော့လေအားလုံးရှိရောက်လာတာနှစ်ယောက်ကမတော်တဆဖြစ်ရတယ်ဆိုတော့အလုံးအတွက်လည်းလှုပ်အားခါရော့ရပြီဒါပေမဲ့ဒီအတွက်ကိုကဖြည့်ရှင်းစရာနီးလန့်ရှိပါတယ်ရွာရဲကလက်သမားကိုအငားပြုတ်လိုက်ရင်တော့အဆင်ပြေနိုင်တယ်ဒါပေမဲ့ကိုယ့်ဖွဲ့မဟုတ်ဘဲနဲ့တခြားသူကိုဖြည့်ဆက်လှုပ်ရတာဆိုတော့နည်းနည်းတော့ကတိလင်တာဖြစ်တာပေါ့ အလုံးအတွက်ကတော့အဲ့အင်းနဲ့ဖြည့်ရှင်းဖို့တားပဲရှိတော့တယ်။အခုလောလောဆယ်တော့လောင်ဝင်းကိုစေးုံစီကိုအ мян ပို့ဖို့အတွက်စီစဉ်ရပြန်တယ်။ညနေပိုင်းအချိန်မှာဥဝေကျော်စေးုံကနေပြန်ရောက်လာတော့ဘသူမှအလုံးစီကိုမဝင်ကြဘူးဆိုတာကိုသိရတယ်။ဒီအတွက်ဥဝေကျော်မေးပြီးတော့မြဆောင်ဆိုတဲ့တယောက်ကမနေ့ကတယောက်ပြုတ်ကြတယ်။ဒီနေ့နောက်တယောက်ပြုတ်ကြတယ်။ဒီပုံတိုင်းဆိုရင်ကျုပ်တို့တော့ဆက်မလုပ်နိုင်ဘူးဆရာကျော်။ကျုပ်တို့ရဲ့စိတ်တွေလည်းထိနေမိတယ်။ โอ้အခက်မသိလို့ဖြစ်တာပါကွာဘာပဲဖြစ်ဖြစ်လက်ခံပြီးသားအလုံးဆိုတော့ပြီးအောင်လုပ်ရမယ်မဟုတ်လားငါတို့ဖွဲ့ရနာမည်ပြက်လည်းမရှိဘူးလေဒါတော့ဟုတ်ပါတယ်ဒါပေမဲ့မနေ့တော့ငါတော့ပြုတ်ကြရမှာလေအရှင်းသားကြီးကြုံမြင်နေသူရဲ့လက်တစ်ဖက်ကတန်းကိုကင်ထားတာရင်ဒီနေ့လှဝင်ဖြစ်တာမှလည်းဒီတိုင်းပဲကြုံမြင်တော့တာမန်မဟုတ်ဘူးလို့တော့ထင်မိတယ်ဗျာဘလို့များလဲကွာသွေးရူတာယူမဟုတ်တဲ့ပယောကပါနေရနေမှာပေါ့ပယောက ။ဥမေကျော်ကအဲ့လောက်သာညီးတွားနိုင်လိုက်တဲ့အမြင်အာရုံတဲမှာတော့မနဲ့တုံးဝသူမြင်ခဲ့ရတဲ့ဖြူဖြူလုံးလုံးအရာလေးတွေကိုပြန်မြင်အောင်လာမိရဲ့။ဒါသွေးရူတာရူမဟုတ်ဘူးတဲ့။ဒီတော့ဟာနောက်ဆုံးတော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဥမေကျော်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တဲ့။အကျိုးကြောင်းစုံလေးကိုဆရာတော်စီကိုတင်ပြလျှောက်ထားဖို့ရပါ။ညပိုင်းဆရာတော်ဝိပြုပြီးရဲ့ချိန်မှာဥွေကျော်တယောက်ចောင်းပေါ်ထွက်ပြီးတော့အကျိုးចောင်းကိုရှောက်တင်နေဥွေကျော်ရှောက်တင်တာကိုနားထောင်ပြီးတော့ဆရာတော်က အေးလောကမှာလည်းဒီလိုမြင်အပ်မမြင်အပ်အရာတွေရဲ့အကြောင်းကိုတို့ရဲ့မြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တာဆိုတော့မယုံမရှိလို့မရဘူးတခါကြီးရဲ့တင်မဘုရား တပည့်တော်တော့မနဲ့တော့မျက်မြင်ကြီးကိုမြင်ရတာပါပဲဘုရားအေးကွယ်မြင်စားကတော့ဘာရင်ညာရဲ့စိတ်ထဲမသိကြဘူးဘုရားအခုဖြစ်ပြက်နေရနေဆက်ဆက်တွေးကြည့်မိတော့မှရေးရေးမြင်နိုင်ခဲ့တာပါအင်းပေါ်လေနေရာတစ်ခုထဲမှာလောကနှစ်ခုအတူတူ ရှင်ပြီးတော့ရှိနေတာပဲ ဒီတော့လေစီလျော်မှုရှိတိုင်းကြုံကြိုက်နေမှာပါ။အရင်ကတော့ဘုန်းကြီးရဲ့ကျောင်းထဲမှာဒါမျိုးဖြစ်တတ်တာမျိုးမရှိခဲ့ဘူး။တင်မဗျာ။အဲ့ဒါကိုဘုန်းကြီးရောစဉ်းစားနေမိရဲ့။ဘာကြောင့်များအခုလိုဖြစ်ရတာလဲလို့ပေါ့။တပည့်တော်တော့ကျောင်းတင်စောင့်နေရနဲ့ပတ်သက်နေမယ်လို့တော့ထင်မိတယ်ဗျာ။အဖွဲတွေကလည်းဘသူမှအလုံးမလုံးကြရတော့ဘူးဆိုတော့ဦးငွေကျော်ကစကားကိုဒီမာရီရက်တန်လိုက်တယ်။ဆရာတော်က မနက်ပြန်မနက်ကိုတော့ဘုံကြီးအိမ်နေရာမှာမြစ်တာပို့ပြီးတော့အမြတမ်းပေးဝေကြည့်ပါအောင်မင်းတင်မဗျာအေးတကားကြီးလဲနားကြည့်တော့ကွယ်ဒါဖြင့်တပည့်တော်ကိုခွင့်ပြုပါအောင်ဗျာဥငွေကျော်ဟာဝေးပြုပြီးတော့ចောင်းပေါ်ကနေဆင်းလာခဲ့လိုက်တဲ့အိယာစီကိုပြန်ရောက်တော့ဇန်တဲ့သူတွေကပြန်ဖို့တောင်းမှပြင်ဆင်နေကြပြီသူတို့ပြန်မအောင်ဥငွေကျော်အနေနဲ့တားမြစ်နိုင်စွမ်းမရှိပါအိယာစီမှာလဲလျောင်းရင်းနဲ့အတွေးတွေသာတောင်းတောင်းအီအီဝဲလေလို့နေတယ် ညနေချိန်ရောက်တော့ဦးငွေကျော်မိကနေအိပ်ပျော်သွားတယ်။ဒီအခါအိမ်မက်စီမှာမင်းညတော့ကလိုပဲသူယူးကိုအိမ်မက်မြင်မက်မိပြန်တယ်။ဒီတခါတော့အိမ်မက်ကထင်ရှားပြီးတော့အသက်ဝင်လို့နေ။အိမ်မက်စီမှာသူယူးကဦးငွေကျော်ရဲ့အရှိခက်လန်းလန်းစီမှာတရားထိုင်ရင်းရှိနေတာ။ဦးငွေကျော်ဟာသူယူးကိုအမတ်တမဲရက်ကြည့်နေပြီးရဲ့အတန်ကြာတော့သူယူးကတရားထိုင်နေတာကိုရက်တန့်လိုက်ပြီးတော့ဦးငွေကျော်စီကိုလှမ်းလာပါတယ်။ပြီးတော့အနောက်ကိုလက်ညှိုးလှမ်းထိုးပြတယ်။ဦးငွေကျော်ကလည်းလှည့်ကြည့်မိလိုက်တယ်။ ။အိုးခလေးလေးပါလား။ဟုတ်ပါရဲ့။ဦးငွေကျော်ရဲ့အနောက်စီမှာယောက်ျားလေးမိန်းကလေးဆိုတာခွဲခြားဖို့ခက်တဲ့ဆယ်ရွိုင်းလေးတွေနဲ့ခလေးလေး၃ယောက်။အရက်ကတော့၃ယောက်စလုံးကတထောင်ကျော်ယုံလောက်လေးပဲရှိရဲ့။အသားရည်တွေကမီးသွေးလိုပဲမဲနဲ့လွန်းနေတာ။သူတို့ရဲ့မျက်ဝန်းတွေကတော့ဦးငွေကျော်ကိုဒေါသတကြီးဖြစ်နေဟန်နဲ့စူးစူးရဲရဲစိုက်ကြည့်နေကြတယ်။အလေအားတယောက်ကဥငွေကျော်ကိုမကြည်မနက်ဖြစ်နေဟန်နဲ့ပွားစီပွားစီပြောဆိုနေတာအတန်အော်တော့ဥငွေကျော်မကြားရပါဘူး ။ဦးငွေကျော်ကလေး၃ယောက်ကိုကြည့်ပြီးအတော့ကိုပဲအံ့အားသင့်နေမိရဲ့။ဒီချိန်မှာပဲဦးငွေကျော်ရဲ့ပခုံးစီကိုသူယူကလှမ်းပုတ်လာတယ်။တကားကြီးတကားကြီးဟေးဟေးအိမ်မက်နဲ့ရောထွေးပြီးတော့ဦးငွေကျော်နိုးလာခဲ့တယ်။သူ့ကိုနိုးနေတဲ့သူဟာအเจ้าစီဟာကိုရင်လေးနှစ်ပါးဦးငွေကျော်ကလဲအိမ်နေရာကနေထလိုက်မိတယ်။ကိုကိုရင်လေးတို့ဘာဖြစ်လို့တော့ဆရာတော်ကအခေါ်ရှိခိုင်းလို့ဆရာတော်ကဘာရှိလို့တော့ကိုရင်ရဲ့ မပြောတတ်ဘူးအခုចောင်းပေါ်ကိုလာခဲ့ကြည့်အောင်တဲ့ကိုရင်တို့တော့စွန့်ခံထွက်ဖို့အတွက်ပြင်ဆင်ရမှာမို့လို့သွားနှင်ပြီးကိုရင်တွေကပြန်ထွက်သွားတော့ဦးငွေကျော်နာယီကိုကြည့်မိရင်မနက်၄နာရီထိုးတော့မယ်အိယာကနေထပြီးတော့မျက်နှာကိုရေပုတ်လိုက်တဲ့ပြီးတော့ចောင်းစီကိုလမ်းလာခဲ့လိုက်တဲ့ចောင်းသားစီကိုရောက်တော့အပေါ်ကစူညံတန်တွေကိုကြားရတယ်။ဘာများဖြစ်တယ်လဲဆိုတဲ့အသည့်နဲ့ဦးငွေကျော်ကလည်းចောင်းရဲ့အပေါ်စီကိုတတ်ခဲ့လိုက်တဲ့ចောင်းပေါ်ကိုရောက်တော့ဆရာတော်နဲ့အတူတူ ဆရာတော်ရဲ့အရှိစီမှာထိုင်နေတဲ့ယောဂီဝယ်လူငယ်တယောက်ကိုတွေ့ရတယ်။အဲ့ဒီကောင်လက်မခံနဲ့ပြန်ခိုင်းလိုက်စမ်းပြန်ခိုင်းလိုက်စမ်းဟင်အခန်းတွင်းစီကဥစင်းလေးတန်ဝရရဲ့ဟစ်အော်တန်မှာပစ္စည်းတွေပြပောက်ခွဲနေတဲ့တန်ကိုလည်းကြားမိရတယ်။တခါကြီးငွေကျော်ဒီယိုလာကြည့်ကွယ်တင်မဗျာဥငွေကျော်ဟာဆရာတော်ရဲ့အရှိလူငယ်ရဲ့အနီးစီမှာဝှက်ပြုတ်ပြီးတော့ထိုင်လိုက်တယ်။တပည့်တော်ကိုအခေါ်ရှိတယ်ဆိုလို့ဖျားအေးဟုတ်တယ်တခါကြီး အခေါ်ရှိရတဲ့အကြောင်းကတော့အခုဖြစ်ပျက်နေရတဲ့အကြောင်းပဲတင်မဖေဟာဖြစ်စဉ်ကဒကာကြီးကိုပြောတယ်လို့ပဲမယိုးရှင်းဘူးဒီအတွက်ကိုဖြည့်ရှင်းဖို့အတွက်လှမ်းခေါ်တာဒီကလူငယ်ကတော့သူတော်လို့ခေါ်တယ်ကန္နာကြီးခရီးတယ်တယောက်ပဲဖြစ်နေတာ ರೀ အားလုံးကိုသူရှင်းပေးပါလိမ့်မယ်ဦးငွေကျော်ကကန္နာကြီးခရီးတယ်လူငယ်ကိုအကဲခတ်ကြည့်လိုက်တယ်စိတ်တွင်းရလေမနဲ့တောင်မိုးမလင်းသေးပဲနဲ့ဘယ်ရဘလို့ရောက်လာတလဲရဲ့ဆိုပြီးတော့တွေးနေမိလိုက်တယ် မနေ့တော့ကကျုပ်ခရီးသွားရင်းနဲ့တဖက်ရွာဇရက်ကလေးမှာတဲနေတာမနေ့ကနှစ်ချက်တီးလောက်ကြတော့လူတယောက်ကို မြင်မိရပြီးတော့သူကြုံတွေ့နေရတဲ့အခက်ခဲတွေကို သိလိုက်ရတယ်။အဲ့ဒါနဲ့ဒီကိုထွက်လာခဲ့လိုက်တာပါ။သူတော်ဆိုတဲ့ယောဂီဝေလူငယ်ကပြောလာတာပါ။ဒါပေမဲ့လူငယ်ပြောတာကိုဥွေကျော်နားလေတလူလူမလဲတလူလူဖြစ်နေမိရဲ့။လူငယ်ကဆရာတော်ဘက်ကို ပြန်လှည့်သွားပြီးတော့မနေ့အာယုံမချင်းခင် ကိစ္စကိုတခုချင်းရှင်းရမှာဆိုတော့အခုပဲစတင်ပြရစီဖေ။အင်းတကလေးလှုပ်ပါလှုပ်။လူငယ်ကဆရာတော်ကိုဝှပြုပြီးတော့ထားလိုက်တယ်။ဦးလေးကတာဝန်ရှိတဲ့သူတက်ဆိုင်တဲ့သူဆိုတော့မျက်မြင်ဖြစ်အောင်လို့ကြုံနေလိုက်ခဲ့ပါ။ကောင်းပါပြီ။ဦးဝေကျော်ကဆရာတော်ကိုဝှပြုပြီးတော့ထားလိုက်တယ်။ဒီခိုက်မှာပင်ဦးစင်းလေးတံဝရရဲ့အခန်းစီကဟိုခွေးမှသာနင်းလန်းကိုနင်းသွားမဆိုင်တော့ဝင်မရှုပ်နဲ့။ငါလောက်ရင်မင်းသေးလိမ့်မယ်။อืม တော်တော်နှုတ်ကြမ်းတာပဲလူငယ်ကရေရွတ်လိုက်ပါတယ်ဥငွေကျော်ကဘာတွေဖြစ်နေရလဲမောင်ရင်ဦးလေးမြင်တဲ့အခါဘာတွေဖြစ်နေတယ်လဲဆိုတာကိုသိရပါလိမ့်မယ်မမြင်နိုင်တာကိုမြင်ရဖို့အတွက်ဦးလေးရဲ့မျက်လုံးတွေကိုဒီပွားလေးနဲ့ပုတ်လိုက်ပါလူငယ်ကပြောပြောဆိုဆိုနဲ့ပွားလေးကိုကမ်းပေးလာတယ်ဦးငွေကျော်ကလည်းပွားလေးကိုယူပြီးတော့လူငယ်ပြောတယ်လို့လှုပ်လိုက်တယ်တကားလေးမြင်နိုင်ခွင့်ရှိမယ်ဆိုရင်ဘုံကြီးလည်းမြင်ကျင်ပါတယ်ရပါတယ်ဖေယား သူတော်ကဆရာတော်စီကိုနောက်ထပ်ပဝါလေးကိုကမ်းပေးလိုက်ပြန်နေဆရာတော်ကမျက်လုံးတွေကိုပုတ်လိုက်ပြန်နေဦးစင်းလေးရဲ့အခန်းစီကိုလှမ်းကြည့်လိုက်ကြပါဆရာတော်ကဦးဝေကျော်ပါဦးစင်းတံဝရရဲ့အခန်းစီကိုလှမ်းကြည့်လိုက်ကြတယ်အိုးအလိုအဲ့ဒါဘာကြီးလဲဦးစင်းတံဝရရဲ့ဂုတ်ပိုးပေါ်မှာခွာစည်းပြီးရောနှစ်ထင်းနှစ်ဖက်ကိုလက်နဲ့ညှစ်ထားတဲ့ဦးပြည့်ပြောင်ပြောင်နဲ့ပုံဖြတ်ပန်းပြတ်မကောင်းဆိုးဝါးတကောင်ဒါတရက်ပင်မှာမိတွေ့နေတဲ့ဘုံကြီးတစ်စီပါ တရက်ပင်လဲရမှာအခွင့်ပြုပေးတဲ့အတွက်ဦးစင်းလေးကိုမကျေနပ်လို့အခုလိုလုပ်နေတာတစ်ပင်လဲရမှာဦးဆောင်လဲတဲ့သူကခွင့်မတောင်းခဲ့ဘူးလေအခုဆေးရုံရောက်နေတဲ့နှစ်ယောက်ထဲကပထမတစ်ယောက်ပေါ့อืมဖြစ်မှဖြစ်ရလေကွယ်ဆရာတော်ကရေရွတ်ပါတယ်ဦးငွေကျော်ရဲ့မျက်စိထဲမှာတော့ခုန်လဲလိုက်တဲ့တရက်ပင်ကိုမြင်ရောင်လာမိရဲ့သူကအရှိရှိတော့ဒီเจ้าမှာထိုင်နေเจ้าထိုင်ဖုန်ကြီးတပါးပါပဲသူ့ကိုဖဲခွာအောင်လှုပ်ပေးပါမယ် မနေ့ကျရင်တော့ဆရာတော်ဖះသူ့အတွက်မိတွေရာတစ်ခုခုကိုစီစဉ်ပေးပေးပါဖះ။ကောင်းပါပြီ။ကြားတဲ့အချိန်မှာပဲမနေ့ကျရင်တင်းအတွက်နေရာတစ်ခုရပါလိမ့်မယ်။အခုတော့တင့်ကိုဖယ်ခွာရပါလိမ့်မယ်။သူတော်ကပြောပြောဆိုဆိုနေပဲ။လွယ်ထရာအင်းချက်လေးတစ်ချက်ကိုထုတ်ကောင်ဦးစင်းလေးစီကိုလှမ်းပစ်လိုက်တဲ့အင်းချက်လေးကဦးစင်းလေးရဲ့ကိုစီမှာကပ်မိတာနဲ့အပေါ်ကမကောင်းဆိုးဝါးကတစားစီလွင့်ပြေပြောက်ကယ်သွားတယ်။ ဒီကဦးစင်းလေးကလည်းသူ့ရဲ့နေရာစီကို သူ့ဘာသာပြန်လဲပြီးတော့ချိန်ဆက်သွားခဲ့တယ်။သူ့ရဲ့နန်းစီလိုနိုးတာမဟုတ်ဘူး။ဟိုတစီကစီပါလို့နိုးလာတာပါ။ဩကျောင်းတဲ့နေရာကိုသွားပြီးတော့ရှင်းလင်းရပါအောင်မင်း။သူတို့ကကျောင်းအောင်စီကိုဆင်းသွားတော့ဆရာတော်နဲ့ဦးမွေကျော်တို့လိုက်ကြတယ်။ကျောင်းဆောင်အတင်းဆောက်တဲ့နေရာကိုရောက်တော့တောင်ဘက်ထိပ်ကတိုင်စီကိုကြည့်လိုက်ပါ။ဆရာတော်ကဦးမွေကျော်ပါကြည့်လိုက်ကြပြန်နေ။ဟင်ဒါဒါဟိုကလေးတွေ ူ့ရဲ့အိမ်မက်တရားကလေးဒီကိုမြင်လိုက်ရတာမို့ဦးငွေကျော်တန်းတောင်းနဲ့ရေရွတ်လိုက်မိရင်ကလေးသုံးယောက်ကစိုက်ထူထားတဲ့တိုင်လုံးကြီးကိုမျက်နှာချင်းဆိုင်ဖက်ပြီးတော့မှဆွဲနှုတ်နေကြတာတိုင်အောင်မှာသူတို့ရဲ့အယိုးစုလေးတွေရှိရဲ့ဒီเจ้าကြီးရှိမလားခင်ကလေးကသူတို့ကဒီနေရာမှာမြုပ်နှံခံထားရတာသူတို့ဖယ်နေတဲ့တိုင်ဟာသူတို့ရဲ့အယိုးစုတွေပေါ်မှာပြိနေတယ်။အဲအကြောင်းသူတို့လေးလံပြီးတော့နေရထိုင်ရခက်ကြတယ်။ဒုတိယတယောက်ကိုတွန်းချတာကသူတို့၃ယောက်ပဲ။ တစေးကြီးလောက်တောင်မြင်တော့သူတို့ရဲ့မကျေနပ်မှုတွေကိုအဲ့ဒီလိုလိုက်ပြီးတော့မှလောက်ကြတာအေးတဲခတ်ပါလားကွယ်လောကမှာမြင်အပ်မမြင်အပ်ဆိုတဲ့အရာတွေကအမြဲတမ်းရှိနေတတ်တော့အခုလိုဖြစ်ပြက်လာတာစမ်းတလူလူနဲ့မစမ်းဘူးဖြစ်ရပြီမှန်ပါတယ်ရှင်ဖေဟာသူတို့ကသူတို့ရဲ့အယိုးစုလေးတွေကိုစိတ်ဆွဲနေကြတာသူတို့ရဲ့အယိုးလေးတွေကိုကောင်းကောင်းတကြူပေးလိုက်ရင်တော့ကျွတ်လွတ်သွားကြမှာပါဒါဆိုရင်တော့ကောင်းတာပေါ့ ဦးလီယာမနှက်ကြရင်တော့အဲ့ရဲ့တိုင်ကိုနှုတ်ပြီးတော့အယိုးတွေကိုဆဲထုတ်ပေးလိုက်ပါသူတို့လက်ခံအောင်ကြုံမြတ်တာရက်ခံပေးပါမယ်လှုပ်ပေးပါမယ်မောင်သူတော်သူတော်ကမန်တန်တပုတ်ကိုယူပြီးတော့ဆရာတော်နဲ့ဦးငွေကျော်တို့ရဲ့အရှိစီကိုသူ့ရဲ့လက်တစ်ဖက်ကိုဝှေ့ရမ်းလိုက်တယ်ဒီတခါမြင်နေရတဲ့မြင်ကွင်းစီကကလေးတွေကရုတ်တရက်ပျောက်ွယ်သွားတယ်သူတော်ကတိုင်ရဲ့ခြေကိုခဏသွားပြီးတော့ပြန်ရောက်လာတယ်ဈေးရုံတက်နေတဲ့နှစ်ယောက်ကိုတော့မနှက်ပြန်ပါပဲဒီရဲ့အင်းချက်လေးတွေပြာချပြီးတော့တိုက်ပေးပါ ်ဦးဝေကျော်ကအင်းချက်တွေကိုလက်ခံယူလိုက်တယ်။ကိစ္စလည်းရှင်းရှင်းလင်းလင်းသိခဲ့ပြီးဖြေရှင်းလို့လည်းရခဲ့ပြီးဆိုတော့တပည့်တော်ကိုခရီးဆက်ခွင့်ပြုပါအောင်။ကျောင်းစီမှာတ냐လောက်နားခုပါအောင်လား။တပည့်တော်မနာတော့ပါဘူး။ခရီးရမဖြစ်မနေလှမ်းနေရမှာမို့လို့ပါ။အင်းလေဒါဖြစ်ရင်လည်းသွားပါတကားသူတော်ရဲ့။သူတော်ကထပ်ပြီးတော့ဝိပြူပါတယ်ပြီးတော့ထိုင်ရာကနေထားလိုက်ပြီးတော့ဥငွေကျော်ကြီးက ဒါရီလှုပ်ပြီးသွားရင်တော့အလုတ်ခွင်ကိုအန်နီရဲ့ကင်းကင်းနဲ့ဆက်လုပ်လို့ရပါပြီ။ယေစုတမန်ရဲ့မောင်သူတော်ကျုပ်ကိုသွားခွင့်ပြုပါအောင်ဗျာ။ကောင်းပါပြီမောင်သူတော်။သူတော်ကလှည့်ထွက်သွားတယ်။ဆရာတော်ကဦးဝေကျော်ပါသူတော်ရဲ့နောက်ကျောကိုငေးကြည့်နေမိကြတယ်။ကြည့်နေရင်းနဲ့တတော်လန်းလန်းစီကိုရောက်တော့ဦးဝေကျော်ရဲ့အမြင်မှာသူတော်ကယောဂိဝိနေယကနေသူယူတယောက်တွင်ကိုပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်။ဦးဝေကျော်ထိပ်ပြသွားရပြီးတော့နှုတ်ကလည်းဒါ အိမ်မက်ထဲကဘာဖြစ်လို့လဲတကားကြီးတပည့်တော်ရဲ့အိမ်မက်ထဲကအယူးပဲအဲမဟုတ်ဘူးအိမ်မက်ထဲကပုပ်ကိုပဲဟေးဥမွေကျော်ရဲ့အပြောကိုဆရာတော်ကအံ့အားသင့်မိပြီးတော့ထွက်ခွာသွားနေတဲ့သူတို့ကိုလှမ်းကြည့်လိုက်တဲ့ယောဂီဝင်းတဲ့သူတို့ကတော့ဖြည်းဖြည်းမမှန်လှမ်းသွားနေလို့ရေပေါ့နောက်တနည်းမနက်မှာတော့သူတော်ပြောတယ်လို့ပဲစီစဉ်လှုပ်ဆောင်ခဲ့ကြတယ်။တစီကြီးကိုចောင်းရဲ့နောက်ဘက်ကတရက်ပင်စီမှာနေရာပေးလိုက်ပြီးတော့ ကလေးတွေကိုတော့အယူတွေကိုကောင်းမွန်စွာနဲ့တကြူပေးလိုက်တယ်။ဒါရီပြီးမှတော့သူတော်ပြောတယ်လို့ပဲ။ចောင်းတိဆောက်ရာအလုတ်ခွေတဲကိုအနောက်အရှက်အနေရီတွေမရှိတော့ပါဘူး။နောက်၃လကြာမှတော့ခန့်ခန့်ထဲထဲရှိလွန်ပြီးတော့လက်ရမြောင်လွန်လာတဲ့နှစ်ထပ်ပြင်ထောင်ចောင်းဆောင်ကြီးဟာပြီးစီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီနေ့ရဲ့ဆက်လက်လေးကိုခုလိုမျိုးချိန်ပေးပြီးတော့မှနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ် ောက်ရက်တွေမှာလည်းပြည်သက်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပြည်သက်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်